ပရီးမီယားလိဝိုင်းတိုင်းစင်မူကိုခေါ်ယူပြီးဘမ်ဘာစီလိုဖလားယူခိုင်းမဲ့ United ပရီးသမားတို့ပဲမိလားများရွှေအိုင်ဘက်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင် United ရဲ့အပြောင်းရွှေ့သတင်းတွေကလည်းအားရစရာမကောင်းသေးဘူးလို့ဆိုရမှာဖြစ်ပါရင်မာတီးယားကွန်ညာကိုစောစီးစီးဝယ်ယူနိုင်ခဲ့တာကပြောစရာကောင်းပေမဲ့အဲ့ဒီနောက်ပိုင်းမှာတယောက်မှဆက်မရောက်လာတာကတော့အတော်လေးဆိုးရွားလို့နေလို့ဆိုရတော့မှာဖြစ်ပါရင်ကစားမများစွာနဲ့တနည်းတစ်မျိုးနာမည်တွေထွက်နေလို့ United ပရိသတ်တွေလည်းမျှော်ရတာလည်းမင်းတွေကိုရှင်းနေတော့ပါပြီဒါပေမဲ့တင်းအဲ့ဒီတော့အခုထိပွဲမစီနိုင်သေးပဲဟိုလိုလိုဒီလိုလိုဖြစ်နေသေးတယ်ထင်ပါရင် ပြောင်းရွှေ့ကဇူလိုင်လတည်းကိုရောက်လာပြီဖြစ်တဲ့အတွက်ဖြစ်နိုင်ရင်ကစားမခွင့်ယူမှုတွေကိုခန့်မြန်မြန်လုပ်တာအကောင်းဆုံးပါ။ဒါလည်းဆိုတော့ရာသီကြိုးပြင်ဆင်မှုတွေကစတင်တော့မှာဖြစ်ပါရင်ကစားမအတိတ်ကရာသီကြိုးပြင်ဆင်မှုအမီခေါ်နိုင်တာကအသင်းအတွက်အကောင်းဆုံးဖြစ်နေပါပါ။ပြန်ပြန်အတိတ်ကိုကြည့်လိုက်မယ်ဆိုရင်လည်းကစားမအတိတ်ခန့်မြန်မြန်ပြန်အားဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါရင်မန်စီးတီးလီဗာပူးတို့နှစ်သင်းစလုံးလာမယ့်ရာသီအဓိကကစားမတွေဖြစ်လာမယ့်ကစားမတွေကိုဖြည့်တင်းပြီးသွားပါပြီ။အာဆင်နယ်လည်းပဲတိုက်စစ်ကစားမတွေမရောက်လာသေးပေမဲ့ကွင်းလယ်ခံစစ်ကိုသမားနေရာဆုံးအားဖြစ်ထားတာကိုမြင်နိုင်ပါပါ။ဒါပေမဲ့ United ကတော့ ကိုညာဒူးတဲကနေမတက်သေးတာပါ MMO ကလည်းရောက်လာမလို့လို့ရောက်လာမလို့နဲ့ပြောင်းရွှေ့ခြင်းညှိများတော့တိုင်ပတ်နေပါရင်ကစားမကယူနိုက်တက်အသင်းကိုလာခြင်းလို့စပါအစားရှိတဲ့အသင်းကိုညှိထားပြီးသားပါဒါပေမဲ့ပြဿနာကဘရန်ဖို့အသင်းဖြစ်ပြီးပြောင်းရွှေ့ခြင်းခံရများလိုချင်နေတာဖြစ်ပါရင်ယူနိုက်တက်ဘက်ကတော့ဒီတစ်ပတ်ကုန်မှာပြောင်းရွှေ့ခြင်းပေါင်း65တန်းအထိတိုးမြင့်ပေးသွားဖို့ရရှိပါရင်ဒီနေရာမှာပြောင်းချာရှိရကကိုညာကိုရောက် MMO ကိုပါခေါ်ယူသွားပြီးသားပြီမို့ United ရဲ့ပြောင်းရွှေ့ဘတ်ဂျက်ကကုန်ပြီးသွားပြီဖြစ်ပါရင်ဒါကြောင့် Save to Buy လောက်ရတော့မှာဖြစ်ပြီးကစားမသိဝယ်ခြင်းလဲဆိုရင်ကစားမဟောင်းတွေကိုရောင်းထုတ်ဖို့လိုတော့မှာဖြစ်ပါရင် ဗျာနဲ့ဆဲဝင်စားနေတဲ့တိုက်စစ်မှုကတော့အင်စတိုဗီလာအသင်းရဲ့အသက်29နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှုအိုလီဝက်ကင်းပဲဖြစ်ပါတယ်။ဝက်ကင်းဟာအင်စတိုဗီလာအသင်းနေပြအွန်လိုင်းအမ်ပရီနဲ့အဆင်မပြေဖြစ်နေတဲ့ကစားသမားပါ။ပြီးခဲ့တဲ့ရာသီမှာပွဲကစားချိန်နဲ့ပါလာတဲ့ပေါ်စိတ်ပြတ်နေတဲ့သူလည်းဖြစ်ပါတယ်။သူ့အနေနဲ့အရန်ခုန်ထမ်းရတာကိုမပြောရှင်နေပဲအသင်းပြောင်းဖို့ဆန္ဒရှိနေတာပါ။ဒီအချိန်မှာ United ကလည်းခေါ်ယူဖို့ရာစူးစမ်းလာခဲ့တာဖြစ်ပါတယ်။တဲအက်တလက်တစ်တင်းထဏာရဲ့ဖော်ပြချက်အရသင်းအနီလို့ဟာရာမက်ကွိုင်လန်ကိုရောင်းချသွားမှာဖြစ်ပြီးဝက်ကင်းနဲ့အစားထိုးသွားမှာဖြစ်ပါတယ်။ United ဟာ Wakin အတွက် Aston Villa အသင်းတာဝန်ရှိသူတွေနဲ့တောင်စကားပြောထားပြီးဖြစ်ပါရင် United ရဲ့နေရာဒီပြိုင်မဲ့ကစားသမားကလည်းတိတိတတ်တာ Premier League ကကစားသမားတွေများပါရင်ဒါကလည်း Amorin ချောင်းဖြစ်ပြီးသူကအင်္ဂလန်နဲ့အသားကျပြီးသားကစားသမားတွေကိုသာဖြည့်ဆည်းနေတာဖြစ်ပါရင် Wakin ကအသက်အရွယ်ရနေပြီဆိုပေမဲ့အချိန်တော်တစ်ခုထိတော့အသုံးဝင်မှာပါဆိုလိုတာက Wildland Zeezy တို့လိုလူငယ်ကစားသမားတွေအဝယ်အချိန်ပေးအလုံးမဖြစ်ဖြစ်နေတာတဲ့ဆိုရင်အသင်းသုံးကစားသမားမျိုးကိုဝယ်လိုက်ကြတာကပဲ United အတွက်ပိုကောင်းမယ်လို့ယူဆလို့ရမှာဖြစ်ပါရင် Wakin ကတော့ ယူနိုက်တက်သာကမ်းလှမ်းရင်ခက်မြမြန်ပြောင်းရွှေ့လာမှာဖြစ်တယ်လို့အတက်ရဲ့အရာသူ့ရဲ့ပြောင်းရွှေ့ခြင်းကလည်းသိမများလောက်ဘူးဖြစ်ပါရင်ယူနိုက်တက်ဟာကုသမနေရာအတွက်အင်စတိုဗီလာအသင်းရဲ့ကုသမအီမီမာတီနက်ကိုလည်းစိတ်ဝင်စားလေးရှိပါရင်မာတီနာဒီနွေအားဒီမှာအသင်းကနေထွက်ခွာရောမှာဖြစ်ပြီးယူနိုက်တက်စီပြောင်းရွှေ့ဖို့စီအားထက်တန်လျက်ရှိနေသူဖြစ်ပါရင်မာတီနာရဲ့ပြောင်းရွှေ့ခြင်းကကော့စတာလောက်တော့များမှာမဟုတ်တဲ့အတွက်ယူနိုက်တက်တို့တက်နိုင်မယ့်အခြေအနေမှာရှိမှာပါမာတီနာရဲ့လက်စွမ်းကတော့အားလုံးတည်မိသားဖြစ်တဲ့အချိန်ကဘာအစ်စ်မှာရှိနေသေးတာဖြစ်ပါရင်တင်းအနီတို့ခန်းစစ်ပိုင်းကိုလည်းအားဖြည့်ခြင်းနေပြီး အပြောင်းရွှေ့ရာသီမပိတ်ခင်လှုပ်ဆောင်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရတော့မှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအင်္ဂစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ